င်္ဂလာပါဒေါက်တာကောင်းမြတ်ပါဆရာတဲ့ချွေးပေါက်ကျတာလည်းပျောက်ချင်နေတယ်အသားရည်လည်းတင်းတင်းလေးနဲ့ကြီးချင်နေတယ်အဆီပြန်တာလည်းပျောက်ချင်နေတယ်အဲ့တော့ဖြစ်နေတဲ့ပြဿနာက၃မျိုးပေါ့နော်တော့ဒီပြဿနာတွေကကျွန်တော်တို့ရှိမှလူ၁၀ယောက်ကုန်ပြီ9ယောက်10ယောက်လောက်ကတစ်ခုမဟုတ်တစ်ခုကတော့ညိနေတာပဲအဲ့တစ်ခုမဟုတ်တစ်ခုကောင်းညင်နေတဲ့သူတွေပဲပေါ့နော်အဲ့တော့ဒီအရင်နဲ့ပတ်သက်လို့ကျွန်တော်တခုချင်း skin care ရေးလည်းပြောဦးတယ်။ဥမာချွေးပေါက်ကျတာဆိုရင် BH ရေဆနစ်စလစ်အဆက်ပါတာတို့တင်းတင်းကြီးကြီးလေးဖြစ်နေတာဆိုလည်းဖြူမဲ့ skin care တွေအများကြီးပြောဦးတယ်။အဆီပြန်တာကိုထိမ့်မဲ့အဲ skin care တွေအများကြီးပြောဘူးလေဒါမှမဟုတ်တချို့ကတစ်ခုချင်းလိုက်မသုံးနိုင်ဘူးနားမလည်ဘူးပေါ့နော်ဟိုစိတ်မရှိဘူးဒါဆိုဘာလို့လုပ်ရလဲဆိုရင်ဒီ၃မျိုးလုံးကိုတစ်ခုတည်းနဲ့ထိအောင်မဲ့ skin care တော့မဟုတ်ကုသမှုလေးတစ်ခုရှိတယ်အဲ့ဒါဘာကုသမှုလဲဆိုတော့ကာဗွန်လေဆာကုသမှုလို့ခေါ်ပါတယ်ကာဗွန်လေဆာကုသမှုဆိုတာဘာလဲပေါ့ကာဗွန်လေဆာကုသမှုဆိုတာအဓိကကတော့ဒီ skin rejuvenation ပေါ့ skin care လုပ်ပေးတဲ့ကုသမှုပဲအဓိကအိမ်မှာ skin care မလုပ်နိုင်တဲ့သူတွေကိုကျွန်တော်တို့ဆင်ခဲမှာခေါ်ပြီးတော့ TDR skin care လုပ်ပေးတဲ့သဘောပဲပေါ့နော်အဲ့တော့ကာဗွန်လေဆာ ကုသမှုလည်းခေါ်တယ်ကာဗွန်လေဆာပီးလို့လည်းခေါ်တယ်ကာဗွန်ပီးလင်းလေဆာလို့ခေါ်တယ်ဟောလိဝုဒ်လေဆာလို့ခေါ်တယ်အဲဘလက်ဒေါ်လေဆာပေါ့နော်အမျိုးမျိုးအခေါ်အော်တွေကတော့ကွဲပြားတယ်ဒါမှမဟုတ်ဒီကုသမှုကိုပဲပြောတာဖြစ်ပါတယ်အဲ့တော့ဒီကာဗွန်လေဆာဖြစ်တော့မယ်ဆိုရင်အရင်ဆုံးဒီ medical grade ရှိတဲ့ကာဗွန် liquid လေးကိုပေါ့နော်မျက်နှာပေါ်မှာညင်ညာလေးတုံလိမ့်လိုက်တယ်ဒီကာဗွန်အရည်လေးကခြေပေါက်လေးတည်းဒီစိတ်ဝင်သွားပြီးတော့ခြေပေါက်ထဲမှာရှိတဲ့ဒီအစီလေးတွေအညစ်အကြေးလေးတွေကိုစုပ်ယူပေးတယ်ပေါ့နော်ကျွန်တော်အချိန်ခဏစောင့်လိုက်တယ်ပြီးရင်ဒီ juice ကာဗွန်လေဆာအသုံးပြုပြီးတော့ပစ်လိုက်တဲ့အခါမှာလေဆာအပူကချီပေါက်လေးထဲမှာရှိတဲ့ကာဗွန်လေးကိုဖြိုခွင်းပြီးတော့ကာဗွန်လေးတွေနဲ့အတူဒီအစီရင်အညင်ကြီးတွေကိုပါဖေရှားတုတ်တင်လိုက်တယ်။အဲနောက်ဆုံးပြောရရင်တော့ရေပြားအပေါ်ရံလောကဆဲအသေးတွေပေါ်ဆုံးလောကအညင်ကြီးတွေကိုရှင်းပစ်လိုက်တဲ့သဘောပေါ့။ဒီခါမှာအသားရည်လေးကအဲလင်းပြီးတော့ကြည်လာတာပေါ့။ပြီးတော့ကာဗွန်အပူတက်ဖြစ်တဲ့အတွက်ကြောင့်ကောလာဂျင်လုံးစော်တဲ့ဒီကနေအသားရည်ကြည်လာတာတင်းလာတာလေးကိုပါခံစားရမှာမျိုးဖြစ်ပါတယ်။ဒါကတော့ဒီကာဗွန်လေးဆာမှာပါတဲ့ကာဗွန်ပစ်တဲ့အဓိကအဆင့်တစ်ဆင့်ပေါ့နော်။ဒါပေမဲ့ ျွန်တော်တို့ဒီစင်ကန်းမှာတော့ကာဗွန်လေဆာမပစ်ခင်မှာတင့်တော်မဲ့အသားရည်တွေလိုအပ်တဲ့ကမ်ကယ်ပီလင်းပျော့ပျော့လေးတစ်ခုပါမယ်။နောက်ကာဗွန်လေဆာပစ်ပြီးရင်လည်းအပူပစ်ထားတာလေးစူးတင်ဖြစ်ဖို့နင်းနာလေးအေးသွားဖို့ပေါ့နော်။ဒီ Anthropophoric နည်းပညာနဲ့လိုအပ်မဲ့ Vitamins ပေါ့။ကိုယ်ကမျက်နှာအသားရည်ကြီးကျင်တာဆိုရင်ဥပမာ Vitamin C တို့အမဲဇက်ရှိတာဆိုအမဲဇက်သက်သာမဲ့ Arbutin တို့ Tranexamic acid တို့အဲနောက်ဝက်ချန်ရှိတဲ့သူတွေဆိုတော့ဝက်ချန်ပိုတက်ပြီးမဲ့ဆေးရည်လေးထည့်ပေးတဲ့ အဲပေါင်းတင်တာပဲပြောအောင်ပေါ့အဲ့လိုမျိုးနည်းပညာလေးပါမယ်နောက်ဆုံးမှာတော့လိုအပ်တင်တော့မဲ့ max လေးအုပ်ပေးတာပေါ့နော်ဒီလိုအစင်လေးတွေအားလုံးပါဝင်ပါမယ်ကာဗွန်လေးစာကိုဘယ်လိုလူတွေလုပ်လို့ရလဲဘယ်လိုလူတွေနဲ့တင်တော်လဲဆိုရင်တော့အဓိကကတော့သူက deep cleansing လုပ်ပြီးတော့ exfoliation လုပ်ပြီးတော့အသားရည်ကြည်ကျင်တဲ့သူတွေအဲမြန်မြန် glow ကျင်တဲ့လူတွေပေါ့တစ်ချိန်ဆိုတစ်ချိန်လျောက်သူကတည်တာပါတယ်အသားရည်ကြည်တာဒါမှမဟုတ်ကိုကဒီချွေးပေါက်လေးတွေကျင်းကျင်တာအစီပြန်တက်တာကျင်တာဆိုရင်တော့ပုံမှန်လေးပေါ့နော်နှစ်ပတ်တစ်ချိန်သုံးပတ်တစ်ချိန်အဲလေးချိန်ရနေ၅ချိန်လောက်ကုသမှုယူပေးရင်တော့ ပို့ပြီးတော့ထိရောက်တယ်။နောက်ပြီးတော့တချို့တခါတရံမှဝက်ချံထွက်တတ်တဲ့အစီပြန်တဲ့သူတွေဆိုရင်လည်းပြစ်လို့ရတယ်။ဒီကာဗွန်လေဆာဝက်ချံပိုးလေးကိုတင်စီတဲ့အာနိသင်လည်းရှိတယ်။နောက်သူ့ရဲ့အားသာချက်တစ်ခုကတော့ပြစ်တဲ့အချိန်မှာလည်းစူးစူးဝါးဝါးနာကျင်မှုမရှိဘူးပေါ့နော်။ပူလာလေးအဲဆက်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 လေးတိနေတာလေးတော့ရှိမယ်။ဒါပေမဲ့ပြစ်ပြီးသွားရင်နေရာရောင်တာအဲဘန်းရတာဒါမျိုးတွေအရင်ဖြစ်ခဲ့တယ်။ဒေါင်းတန်းအရင်နေတယ် ါကတော့သူရဲ့အသာချက်တစ်ခုပါကာဗွန်လေဆာကောင်းကျိုးတွေကြီးပဲပြောနေတာမလုံတဲ့နယ်လူတွေရောရှိလားဆိုတော့အဓိကတော့အရန်အရန်ဆန်းဆန်းတင် skin ပိုင်ရှင်တွေပေါ့နော်လုံးဝအထိတွေ့မခံတဲ့သူတွေ skin barrier ပြတ်နေတဲ့သူတွေနောက်ပြီးတော့ဝက်ချံဆူဆူဝါဝါကြီးပေါက်နေတာပေါ့နော်ဘူကြီးတွေပြည်တဲ့ဝက်ချံကြီးတွေနောက် steroid ထိထားတဲ့ဝက်ချံလိုမျိုးကြီးတွေဖြစ်နေတဲ့သူတွေဆိုရင်တော့ကာဗွန်လေဆာမလုံတဲ့ဘူးလုံပြီးသွားရင်ဆောင်ရွက်ဆောင်ရွက်ဘာတွေရှိမလဲဆိုတော့လေဆာဖြစ်တဲ့အတွက်ကြောင့်ပြီးတော့သူ့ရဲ့အဓိကရလက်ကအသားရဲ့ကြီးကျင်တာဖြစ်တဲ့အတွက်ကြောင့် နေအောင်ကြီးတိုက်ရိုက်ကြည့်တွေ့မှုတော့တတ်နိုင်သမျှရှောင်ပေးမယ်အပြင်သွားတဲ့အခါမှာမဖြစ်မနေ sunscreen သုံးပေးမယ်ထီလေးဆောင်ပြီးမှထွက်မယ်နောက်အသားရင်ပို့ပြီးတော့ဆူဆူလေးနဲ့တင်းတင်းလေးဖြစ်အောင် moisturizer လေးကိုစနစ်တကျသုံးပေးမယ်ဒီလိုအချက်လေးတွေကိုလိုက်နာပေးမယ်ဆိုရင်တော့ဒီကာဗွန်လေးဆာရဲ့ရလအာနိသင်ကိုအကောင်ဆုံးရနိုင်မှာဖြစ်ပါတယ်ဒီကာဗွန်လေးဆာပြုလုပ်ပုံအစီအစဉ်နဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာလည်းဒီကျွန်တော်အကောင့်မှာတင်ထားပေးမှုရယ်နောက်ကျွန်တော်တို့ဒီ skin 101 segan page မှာလည်းကုသမှုလုပ်တဲ့ video တွေကိုဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဒီကာဗွန်လေးဆာကုသမှုကတော့ ဘီထွက်ဆိုဂျိုအနည်းဆုံးနဲ့ထီထီရော့ရော့ပြုလုပ်လို့ရတယ်ကျွန်တော်စီကံမှာလည်းအရင်လောက်ရတဲ့ကုသမှုလေးတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုမေကွလင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးလိုက်တာဖြစ်ပါတယ်